သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘားလ25ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လောင်လုံးမြို့နယ်မှာအမျိုးသမီးတွေကိုအထက်မှပြုကျင်ပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေတဲ့ပြူစောတိခေါင်းဆောင်စိုးတန့်ကိုအရှင်ဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာအမျိုးသမီးတွေကိုအတ္တမပြုကျင့်ပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေတဲ့ပြည်စောတိခေါင်းဆောင်စိုးတန်းကိုအရှင်ဖမ်းမိခဲ့ကြောင်းဖက်ဒရယ်ဒူဝန်ကျစ်တပ်ဖွဲ့ကပြောဆိုပါတယ်။အော်တိုဘားလ22ရက်နေ့မနက်7:00နာရီခန့်မှာလောင်လုံးမြို့နယ်ကြောင်နီမော်ကြီးရွာခြေဆိုင်ပြည်စောတိခေါင်းဆောင်စိုးတန်းကိုဖက်ဒရယ်ဒူဝန်ကျစ်တပ်ဖွဲ့ကကြောင်နီမော်ကြီးရွာအတွင်းမှာဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါပြည်စောတိခေါင်းဆောင်စိုးတန်းဟာ အကျံပတ်စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီးလောင်လုံးမြို့နယ်အတွင်းစစ်တပ်ရေချောင်းကုန်းချောင်းစုံမနိုင်ရွတ်စီးရေလှုပ်ရှားမှုတွေထဲမှာထဲထဲဝင်ဝင်ပါဝင်ကြိုးပမ်းနေသူတို့ဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်စိုးတပ်ဟာကြောက်နေမော်ကြေးရွာနဲ့အနီးအနားကြေးရွာများမှာပြည်သူပိုင်နေအိမ်တွေကိုမိရှုဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအမျိုးသမီးများကိုအတ္တမပြုကျင့်ခြင်းဓမြတိုက်ခြင်းအပါအဝင်ငါးဖန်းလီများထံမှချင်းချောင်းငွေကောက်ခံခြင်း စတဲ့ရာဇဝတ်မှုကျွလွန်ခဲ့တဲ့အတိကတာဝန်ရှိသူတို့လည်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာပြူစောတိကောင်းဆောင်စိုးတန့်ကို၎င်းကျွလွန်ခဲ့တဲ့ရာဇဝတ်မှုများနဲ့ပတ်သက်၍စစ်ဆင်နေပြီးထိုက်တဲ့ပြည်တံချမှတ်နိုင်ရေးအတွက် Federal ဒုဝန်ကြီးတပ်ဖွဲ့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်မြန်မာစစ်အုပ်စုတံကိုလက်နက်ရောင်းချမှုပိတ်ပင်ပေးရန်နိုင်ငံတကာကိုတအမကြီးဥကြုံမွထွန်းထပ်မံတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာတိုင်းရင်းသားလူနည်းစုများအပါအဝင်အရက်သားပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်မြန်မာစစ်အုပ်စုတံကိုလက်နက်ရောင်းချမှုနိုင်ငံတကာကပိတ်ပင်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကြီးဦးကျော်မိုးထွန်းကထပ်မံတောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ24ရက်နေ့ American ပြည်တော်စုနယူးယောက်မြို့အကြိမ်ရှိစင်မြောက်ကုလသမဂ္ဂဒေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့အထွေထွေမူဝါဒရေးရာအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာစစ်တပ်အတွက်ပြည်ရင်းနဲ့နိုင်ငံတကာမှရရှိနေတဲ့တမတ်ရိုးချလက်နက်တွေဟာတရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအယက်သားပြည်သူလူထုကိုအကြမ်းဖက်တိုက်ခိုက်ခြင်းဖိနှိပ်ခြင်းအတွက်သာစစ်အုပ်စုကအသုံးပြုနေကြောင်းယခုချိန်ထိလူပေါင်း8400နီးပါးအသက်သေဆုံးခဲ့ရကြောင်းစစ်အုပ်စုထံမှလက်နက်တင်ပို့လွှဲပြောင်းတဲ့အဖွဲ့ဝင်နိုင်ငံအချို့ရဲ့လူရဲတွေဟာစစ်အုပ်စုရဲ့လူတက်မှုတွေကို ရှင်းလင်းပြတ်သားစွာထောက်ခံအားပေးတဲ့လုပ်ရများအဖြစ်မြန်မာပြည်သူများကရှုမြင်ကြကြောင်းတမ်းမတ်ကြီးကပြောပါရယ်တကပါလုံးကစေုပ်စုထံကိုလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲပေါ်ရန်နဲ့ပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ရန်အတွက်တိုက်လေရင်စီအခြားစစ်ဘက်ရက်ဖက်နှမျိုးသုံးပစ္စည်းများနဲ့စစ်ဆက်ပစ္စည်းများစေုပ်စုထံကိုဆက်လက်စီစဉ်ခြင်းကိုတားဆီးပေးဖို့မြန်မာပြည်သူလူထုကိုစားနိုင်ငံတကာအတိုင်းဝိုင်းကိုတမ်းမတ်ကြီးဥချုံမှုထွန်းကတောင်းဆိုပါရယ် ဆေအိုစုရဲ့အတူရောင်ရွေးကောက်ပွဲဟာစစ်တပ်ကိုလက်နက်သုံး၍လူခွင့်ရေးချိုးဖောက်မှုများနဲ့ရက်ဆက်ကြမ်းကြုတ်မှုများပုံမကျွလွန်နိုင်ရေးဆက်လက်လှုပ်ခွင့်သာပေးစီမှာဖြစ်ပြီးအယက်သားပြည်သူများရဲ့အသက်ကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်ဆေအိုစုရဲ့လှည့်ပြားတဲ့လုပ်ငန်းစဉ်ကိုပြက်ပြက်တားတားပေးချဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုတမ်မတ်ကြီးကဆက်လက်တိုက်တွန်းပါတယ်မြန်မာနိုင်ငံရှိလက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကိုစစ်အုပ်စုကသာထိန်းချုပ်ခဲ့ကြောင်းရွေးကောက်ခံရတအစိုးရလက်ထက်မှာပင်စစ်တပ်ဟာယင်းထုတ်လုပ်ရေးကိုဆက်လက်လက်ဝဲကြီးအုပ်ထားပြီ မည်သည့်အရက်ဖတ်ကြီးကျက်မှုကိုမဆိုညင်းပယ်ခဲ့ကြောင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်မှာပင်စစ်အုပ်စုဟာအသေးစားနဲ့အပေါ်စားလက်နက်များအမြောက်ကြီးများလူသက်မိုင်းများလက်နက်တပ်ဒရုန်းများစင်ကဲပေါက်ကွဲစေတတ်တဲ့လက်နက်တွေကိုထုတ်လုပ်ခဲ့ကြောင်းရင်းတို့ကိုတိုင်းရင်းသားလူနည်းစုများအပါအဝင်အရက်သားပြည်သူများအပေါ်မှာပြစ်မှတ်ထားတိုက်ခိုက်ရန်အတွက်အသုံးပြုကြောင်းတန်အမတ်ကြီးကထောက်ပြပါဗါးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့မှအကြမ်းဖက်စစ်တပ်ထံကိုကုန်ကြမ်းပစ္စည်းများလက်နက်ခဲယမ်းများ ခဲယမ်းမိကြောင်များနဲ့ဆက်ဆက်ဤပညာများအားရရှိနေခြင်းကြောင့်စေအုပ်စုရဲ့ပြည်ရင်းထုတ်လက်နက်တွေကိုပုံမအားဖြစ်နေစေကြောင်း2021ခုနှစ်ဖေဖော်ဝါရီလမှ2023ခုနှစ်မေလအထိကာလအတွင်းစေအုပ်စုမှလက်နက်တင်သွင်းမှုဟာ American Dollar 1 billion နီးပါးတန်ဖိုးရှိခဲ့ကြောင်းထို့ကြောင့်တကဘာလုံးကစေအုပ်စုထံကိုလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲပေါ်ရန်တဲ့ပြည်သူများ၏အသက်ကိုကယ်တင်နိုင်ရန်အတွက်တိုက်လေရင်စီအခြားစစ်ဘက်အရက်ဘက်နှမျိုးသုံးပစ္စည်းများဆက်ဆက်ဤပညာများကိုစေအုပ်စုထံသို့ ဆက်လက်စီစဉ်ခြင်းကိုတားဆီးပေးဖို့မြန်မာပြည်သူလူထုကိုယ်စားနိုင်ငံတကာအတိုင်းဝိုင်းကိုတောင်းဆိုလိုကြောင်းတမ်မတ်ကြီးကထည့်သွင်းပြောဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရန်နဲ့အားလုံးပါဝင်တဲ့တရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရန်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးထက်မှန်ပြောဆိုကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရေးအကြက်တဲဖြည့်ရှင်ရန်အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ဖို့နဲ့ အားလုံးပါဝင်တဲ့တရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရေးအတွက်မြန်မာစစ်တပ်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကတောင်းဆိုလိုက်ပါတယ်။ယမန်နေ့အော်တိုဘာလ24ရက်နေ့မလေးရှားနိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်မှာအကောင့်ထည့်ပေါ်ရန်မခက်ခဲကြောင်းတို့ကြောင့်ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဖြန့်ဝေခွင့်ပြုတင်ကြောင်းမလေးရှားနိုင်ငံကြားရေးဝန်ကြီးကပြောဆိုပါတယ်။ မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရင်းရွေးကောက်ပွဲကိုရပ်တန့်နိုင်မှာမဟုတ်ပေမဲ့တရားမျှတပွင့်လင်းမြင်သာပြီးလွတ်လပ်ကအလုံးပါဝင်စီလိုကြောင်း၎င်းကပြောဆိုပါတယ်ရွေးကောက်ပွဲကပြည်သူတွေအလုံးပါဝင်ရမယ်လူတချို့ပဲပါနိုင်ပြီးကျန်တဲ့သူတွေမပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့မလိုချင်ပါဘူးမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာဆွေးနွေးဖို့ရှိနေပါတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောဆိုပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူမှာ အော်တိုဘားလ26ရက်နေ့မှအော်တိုဘားလ28ရက်နေ့အထိ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မှာဖြစ်ပြီးအဆိုပါအစည်းအဝေးကိုအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်အာဆီယံကဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မအောင်မြင်တဲ့68 residents အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်ကပြန်လည်ပေးဆက်နိုင်ခြင်းမရှိတဲ့တသက်ခိုင်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မှာမအောင်မြင်တဲ့68 residents အင်ယာစီမံကိန်းကြောင့်ငွေကျပ်100ဘီလီယံကျော်အကျွေးတင်နေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရကြောင်းနိုင်ငံရေးအသိုင်းအဝိုင်းကပြောဆိုပါတယ်။ကဘာအေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်မှရှိတဲ့68 residents အင်ယာစီမံကိန်းကိုတသက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဘန်ထံမှငွေကျပ်ဘီလီယံ100ကျော်ချိငားခဲ့ကြောင်းတို့ရမှာ68 residents အင်ယာစီမံကိန်းမှာ အချင်းမီပြီးစီးခြင်းမရှိခြင်းအခန်းအံ့နိုင်ခြင်းမရှိခဲ့ကြောင်းဒါအပြင်ကမ္ဘောဇားဗမ်းမှချီယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းတတ်မှတ်ချက်မှာလူမွေးအဖြစ်သက်ဆိုင်ရာတရားရုံးရဲ့ကြီးညာခံထားရခြင်းမှလွတ်မြောက်ခွင့်မရသေးသူဆိုတာပါတယ်အဲ့ဒီတော့ဒေါ်တက်တက်ခိုင်ကိစ္စကလူမွေးတော်မကြီးညာခံရပေမဲ့လေအကျွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောတော်ရှိတယ်ဆိုတော့အရေးချင်းတတ်မှတ်ချက်နဲ့ကတော့ ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့အကျိမဆက်နိုင်တာမို့လို့လူမွဲအဖြစ်ကြီးညာခံရတာမျိုးလည်းရှိလာနိုင်ပါတယ်။ဒါကြောင့်လွတ်တော်ကိုယ်စလေလောင်းအဖြစ်ကနေပယ်ဖျက်ခြင်းမပယ်ဖျက်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကျင်တုံတရားပေါ်မှာပဲမူတည်ပါတယ်လို့နိုင်ငံရေးအတိုင်းဝိုင်းကသုံးသပ်ပြောဆိုပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆီယံဆန်လန်းနယ်ကဘာအေးဖျားလမ်းမှာရှိတဲ့မြစ်တအေကပေါ်မှာတိဆောက်ခဲ့တဲ့28ထပ်အမြင့်ရှိတဲ့ 68 residents အဆင့်မြင့်ကွန်ဒိုကို United JV Development Company ကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီးတသက်ခိုင်းတဲ့အောင်ကျော်ဝင်းတို့မှာအဆိုပါကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ဒါရိုက်တာများဖြစ်ကြပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတသက်ခိုင်းမှာလာမယ့်စစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှဝင်ရောက်ရှင်းပြရန်လျှောက်လာတင်သွင်းခဲ့ပြီး၎င်းရဲ့မဲဆန္ဒနဲ့မှာဗဟန်ကမာယော့အလုံးစံကြောင်ကြီးမြင့်တိုင်းလှိုင်းမယန်ကုန်မြောက်ကလာပမြို့နယ်တို့ပါဝင်ပါတယ်။ တသက်ခမ်းရဲ့ပါတီမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်းရောက်ရှင်ပြိုင်ခြင်းလည်းဖြစ်ပါတယ်တသက်ခမ်းဟာ2015ခုနှစ်မှာ NLD ပါတီရဲ့တကုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်မှာ NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတသက်ခမ်းရဲ့ပြည်သူ့ရှေ့ဆောင်ပါတီကအမတ်တနီးယားမှမရရှိဘဲခွက်ခွက်လန်းအောင်ရှုံးနေခဲ့ပါတယ်တသက်ခမ်းဟာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှလူမှုဝန်ထမ်းကေဇယ်ကြီးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ခုနှစ်ဩဂတ်လ3ရက်နေ့မှာဟိုတယ်နဲ့ခီးတော်လာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝန်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်ဝရီမြို့နယ်မှာရှိတဲ့ကြားဖြန့် KK Pack အတွင်းအဆောင်တချို့ကို မိုင်းဖောက်ခွဲခဲ့တဲ့အတွက်ပောက်ကွဲမှုဖြစ်ပြီး BGF ကဖောက်ခွဲခဲ့တယ်လို့ ဒေသပြည်သူများကပြောဆိုက BGF ကကြားဖြန့်တတိတွေကိုခုံလုံခွင့်ပေးထားမှုပုံမတိကြလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့် KK Pack အတွင်းအဆောက်အုံတချို့ကိုမိုင်းဖောက်ခွဲတဲ့အတွက်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူတချို့ရဲ့ပြောဆိုချက်နဲ့ထိုင်းသတင်းဌာနတချို့ရဲ့သတင်းဖော်ပြချက်ရသိရှိရပါတယ်။အော်တိုဘာလ24ရက်နေ့ညနေ6:30မိနစ်ဝန်းကျင်အချိန်မှာမြောက်ဝတီမြို့နယ် KK Pack အတွင်းပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိဂိုလုံးများနဲ့မိဘွားများကိုမြင်တွေ့ရကြောင်းအော်တိုဘောလ23ရက်နေ့ညနေပိုင်းကလည်းရင်းကဲ့သို့ပင်ပေါက်ကွဲခဲ့ကြောင်းသိရှိရပါတယ်။ BGF ကကြားဖြတ်အဆောင်တချို့ကိုမိုင်းခွဲတာလို့တော့သိရတယ်။နေ့ရက်ဆက်တိုက်ရှိပါပြီ။မနေ့အော်တိုဘောလ24ရက်နေ့နဲ့တနေ့ကအော်တိုဘောလ23ရက်နေ့ကရောနှစ်ရက်လုံးမိုင်းခွဲတန်ကြားရတာမိဂိုလုံးတွေနဲ့မိတွေလည်းမြင်နေရပါတယ်လို့နေဆက်ဒေတာမှသတင်းရင်းမြစ်တချို့ကပြောပါတယ်။ထိုင်းသတင်းဌာနဖြစ်တဲ့ The Reporters မှာတော့ယမန်နေ့ညနေပိုင်း KK pack ပေါ်မှာပြန်တန်းနေတဲ့ drone နှစ်စင်းကိုတွေ့ရှိခဲ့ပြီးထိုင်းဘက်ချမ်းမှမြင်နိုင်တဲ့အဆောင်တစ်ခုရဲ့အထက်မှာကျဲလောင်သောပောက်ကွဲမှုနဲ့မိကိုများမိဘွားများထွက်ပေါ်ခဲ့ကြောင်းသတင်းဖော်ပြခဲ့ပါတယ်။လက်တလုံးမှာ KK pack မှာထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံခြားသားအရေးအတွက်မှာ1198ဦးထိရှိနေပြီးနိုင်ငံပေါင်း29နိုင်ငံမှပါဝင်ကြောင်းထိုင်းသတင်းကဆိုပါတယ်။ KK pack မှာကြားဖြန့်တရုတ်တတိရီကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့မှဗိုလ်မှူးကြီးစောချစ်သူဗိုတင်ဝင်း ဘုံမုတ်တုံတို့အပြင်ဘူနိုင်မောင်စော်တို့ကလည်းခုံလုံခွင့်ပေးထားကြောင်းကရင်စည်ရေးတရင်ရင်းမြစ်တချို့ကဆိုပါတယ်နိုင်ငံတကာကအလို့ရှိနေတဲ့ကြားဖြန့်ကောင်းဆောင်တရုတ်တထိတွေကို BGF နိုင်မောင်စော်ကရှီတန်းယုံဖြစ်တဲ့အရင်ချိတ်ပိတ်ခံရတဲ့ဟိုတယ်အဟောင်းမှာလည်းနေရာချတာပေးတယ်ဆိုပြီးသိရတယ်ဒါတွေကသတင်းတွေထွက်နေတာပေါ့ဒါပေမဲ့တေချာတာကတော့ BGF ကကားတွေနဲ့ကြားဖြန့်တရုတ်တွေကိုတော့တဲထုတ်ခေါ်ထုတ်ပေးနေတာပဲလို့ကရင်စည်ရေးတရင်ရင်းမြစ်ကပြောဆိုပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးချင်းကွင်ရှာညှိပြီးတော်လန်ရေးအောင်မြင်တဲ့အထိပေါ်ဆောင်မယ်လို့ KIO ဥက္ကဋ္ဌပြောဆိုခဲ့ပြီးတော်လန်ရေးတိုက်ပွဲတွေမှာစီးလုံးညီညွတ်လက်တွဲကြဖို့ဖိတ်ခေါ်ကစစ်အုပ်စုရွေးကောက်ပွဲပြည်ရင်းစစ်အရှုပ်ဖြေရှင်းနိုင်ဖို့ပိုဝေးစေမယ်လို့သတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံရေးစီရေးချင်းကွင်ရှာညှိပြီးတော်လန်ရေးလမ်းစဉ်တွေတော်လန်ရေးတိုက်ပွဲတွေအောင်မြင်အောင်ပေါ်ဆောင်မယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဗန်လာကဒီကနေ့မှပြောကြားလိုက်ပါတယ်။ ဒါအပြင်တော်လန်ကြီးတိုက်ပွဲတွေမှာအချင်းချင်းစီးလုံးညီညွတ်ပြီးလက်တွဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ် KIO အဖွဲ့အစည်းတည်ထောင်ခဲ့တဲ့65နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာဥက္ကဋ္ဌကကချင်ဘာသာနဲ့မိကုံးပြောကြားခဲ့တာကိုဗိုလ်မှူးကြီးနော်ဘူးကဘာသာပြန်ရှင်းပြနေတာဖြစ်ပါတယ်မိကုံးမှာ KIO KIA ဝန်ထမ်းတွေကပြည်သူလူထုကိုအားပေးတဲ့စကားတွေပါဝင်တယ်လို့စေအုပ်စုကြိုးပမ်းနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တာ KIO ရဲ့တော်လန်ရေးအောင်မြင်အောင်ပေါ်ဆောင်မဲ့မူဝါဒသဘောထားတော်လန်ရေးရဲဘော်တွေညီညွတ်ဖို့ တရင်စကားစတာတွေကိုဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့တာပါ KNU ပါတီဝင်တွေဝန်ထမ်းတွေကိုပြောတဲ့နေရာမှာအခုမြန်မာနိုင်ငံမှာမီတင်းနေထိုင်ကြတဲ့တိုင်းရင်းသားတွေအားလုံးကတော့ရှင်းရခင်ဘိုးဘွားကလေးကအတူရှင်တွဲနေထိုင်ကြတဲ့တိုင်းရင်းသားတွေပဲဖြစ်ပါတယ်ရန်သူတွေမဟုတ်ကြပါဘူးမိတ်ဆွေတွေညီကိုတွေပဲဖြစ်ကြပါတယ်ဒါကြောင့်အားလုံးကိုစီစီလုံးလုံးနဲ့နေထိုင်ကြဖို့တွန်းအားပေးတာတွေပါပါတယ်နောက်ကျွန်တော်တို့တိုက်ပွဲဝင်နေတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေအားလုံးကိုလည်းလေးစားပါတယ် အားလုံးကိုလည်းယုံကြည်ပါတယ်ကျွန်တော်တို့အချင်းချင်းစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တော်လန်ကြီးတိုက်ပွဲတွေကိုရှေ့ဆက်ပြီးလက်တွဲတောကြဖို့အားလုံးကိုဖိတ်ခေါ်တာလည်းပါပါတယ်လို့ဘူမူကြီးနော်ဘူက KIO ဥက္ကဋ္ဌရဲ့မိကုံးကိုပါသာပြန်ပြောပြပါတယ် KIO ဘ ਹੁ ကော်မတီအနေနဲ့နိုင်ငံရေးစီရေးကိုချင်းကွင်းရှာညီပြီးမှလှုပ်ဆောင်နေတာဖြစ်တယ်လို့ဥက္ကဋ္ဌကတရိပ်ပေးပါတယ်ကျွန်တော်တို့နောက်မဆုတ်ဘူးတဲ့ဘာပဲဖြစ်ဖြစ်အောင်မြင်တဲ့အထိဒီတော်လန်ကြီးလမ်းစဉ်တွေကိုတော်လန်ကြီးတိုက်ပွဲတွေကိုဖော်ဆောင်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းတွေပါပါတယ်လို့ ဘုံမူကြီးနော်ဘူကအဖွဲ့ဥက္ကဋ္ဌမိကွန်းပါအချက်ကိုပြောပြပါတယ်။စစ်ရေးဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေနောက်ပြိပကတ်တွေအလုံးအချောကင်ဖြည့်ရှင်းဖို့အတွက်ကတော့နိုင်ငံရေးနီးလန်းနဲ့နိုင်ငံရေးဆွေးနွေးပွဲကနေပဲအဲ့ဒါတွေကိုညီကုန်းချုပ်အချောကင်ရမှာဖြစ်တဲ့အကြောင်းလဲဘူဂျူကြီးအင်ပန်လာကပြောကြားခဲ့ပါတယ်။စစ်အုပ်စုကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုရွေးကောက်ပွဲအပေါ်ဆန့်ကျင်တဲ့အဖွဲ့နဲ့ထောက်ခံတဲ့အဖွဲ့နှစ်ဖွဲ့ကတော့တေချာပေါ်လာမှာဖြစ်တဲ့အကြောင်းဥက္ကဋ္ဌကပြောပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့ကအချင်းချင်းညှိနှိုင်းပြီးမှနိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပနိုင်ဖို့အတွက်အခက်အခဲတွေအများကြီးရှိမယ်လို့ပြောပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ပြည်ရင်းစစ်တွေအရှုတ်တော်ပုံကိုဖြေရှင်းနိုင်ဖို့ဝေးသွားရာကိုစိတ်မကောင်းဖြစ်မိပါတယ်လို့ပြောပါတယ်။အဲဒီနီလန်ကောင်ပြည်ရင်းစစ်ဟာလည်းပုံပြီးမှကြာလာနိုင်တယ်လို့အဲဒါကြောင့်စိတ်မကောင်းဖြစ်မိတဲ့အကြောင်းတွေပါပါတယ်လို့ပုံမူကြီးနော်ဘူးကပါသာပြန်ပြောပြပေးပါတယ်။တော်လန်ရေးတိုက်ပွဲဝင်တဲ့နေရာတွေမှာစစ်မြေပြင်မှာလူငယ်လူရွယ်တွေအသက်ပေးလှူဒန်းသွားတာများစွာရှိခဲ့တယ်လို့ ဒဏ်ရာရပြီးမှဒုက္ခိတဖြစ်နေသူတွေများစွာရှိနေတဲ့အကြောင်းလဲဗိုလ်ချုပ်ကြီးအင်ဗန်လာကပြောပြပါတယ်။တွေးရီချွေရီသူတို့ယင်းနှိမ့်နိုင်ခဲ့တဲ့ဟာတွေကျွန်တော်တို့တံပိုးထားဖို့လိုပါတယ်။အလဟတ်တ်မဖြစ်အောင်အားလုံးကြိုးစားကြရမှာဖြစ်ပါတယ်လို့ပြောပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကဗိုလ်ချုပ်ကြီးအင်ဗန်လာရဲ့မိကုံးကိုဘာသာပြန်ပြောပြပါတယ်။ KIO KIA ဟာအနာသိန်းစစ်တပ်ကိုအထိနာအောင်တိုက်ခိုက်နိုင်တဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့ဖြစ်ပြီးလက်ရှိမှာလဲဘမွန်ဝိုင်းမော်ဖာကန်ဆော့လော ခေါလန်ဖူးမြို့နယ်တွေမှာစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါရယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုစောတီနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးဖတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာပါစေခင်ဗျာ